မင်္ဂလာပါရှင်ဒီကနေ့မှာတော့အိမ်တချို့ရဲ့အဝင်ဝမှာဘာကြောင့်ကြည်မှန်နေထားရလဲဆိုတော့အကြောင်းရင်းမှန်လေးကိုပြောပြပေးပါမယ်ရှင်အိမ်တချို့ရဲ့အဝင်ပေါက်မှာဖြစ်ဖြစ် ပြတင်းပေါက်တက္ကနာတွေမှာဖြစ်ဖြစ်ကြည်မှန်တစ်ချက်ကိုချိတ်ဆွဲထားတာကိုတွေ့ဘူးကြမှာပါနော်ဒါဟာအိမ်ရဲ့ချို့ရင်ချက်ကိုပြုပြင်မှုစမ်းပေတဲ့သဘောအရရတရားချိန်ချင်းတစ်မျိုးပါဘာကြောင့်ချိတ်ဆွဲထားတာလဲဆိုတာကတော့နေထိုင်တဲ့အိမ်ကအရန်ကျင်းပြီးကောင်းရင်အိမ်ဒါမှမဟုတ် ခြေရင်အိမ်ကအယမ်းမြင့်နေတယ်ဆိုရင်စံပေတွင်ပညာရထိုအိမ်ကအညံ့အခိုက်တွေရှိနေတတ်ပါတယ်မိမိရဲ့တာသမီလက်အောင်ငယ်သားတွေကျမကြီးစီးပွားရေးညံ့ဖျင်းတတ်ပါတယ်။မျက်နှာချင်းဆိုင်အိမ်ကအယမ်းမြင့်ပြီးခေါင်းမိုးခြုံကကိုနေတဲ့အိမ်ရဲ့တက်တက်မှကြာနေရင်လဲအိမ်မှာကံတွေညံ့တတ်ပါတယ်။မြန်မာတို့ရဲ့စမ်းဘီရင်ကျန်းတွေမှာရောတရုတ်ပြည်ရဲ့ဖုံးရွှေပညာမှာပါအခိုင်အမာဖော်ပြထားပါတယ်။ အခုလိုဖြစ်နေတဲ့အိမ်များစုဟာနေအိမ်ရဲ့မျက်နှာချင်းဆိုင်ဒါမှမဟုတ်ခြေရင်းခေါင်းရင်းမှာဆက်ယုံအလုတ်ယုံနေအိမ်ထပ်ပုံမြင့်နဲ့တိုက်နေအိမ်တစ်ခုခုရှိနေပါကတိအိမ်ရဲ့ပြတင်းပေါက်မှာအလင်းကောင်းမွန်စွာပြန်နိုင်တဲ့မှန်တချက်ကိုတက်ထားလိုက်မယ်ဆိုရင်အိမ်မှာအညံ့ဆိုးတွေပြဲပြီးလောက်ကိုင်းသည်မအကြံစီတွေအောင်မြင်စေတတ်ပါတယ်။ဈေးဆိုင်စားတောက်ဆိုင်တည်ထားတဲ့အိမ်တွေဆိုရင်ဆိုင်ရဲ့အရှိအယက်ကိုမူပြီးမှန်တချက်ကိုချိတ်ဆွဲထားတင်ပါတယ်။ ထို့သူချိတ်ဆွဲထားခြင်းဖြင့်ဝင်ငွေနှစ်ဆတိုးတက်ပြီးအယောင်းဝယ်ကောင်းမွန်စေတာကြောင့်ယုံကြည်သူအများအပြားကအိမ်ရဲ့ဝင်ပေါင်းမှချိတ်ဆွဲထားရတာဖြစ်ပါတယ်။ချိတ်ထားတဲ့မှန်ကိုမကွဲဖို့တန့်စင်နေစေဖို့နဲ့အလင်းကောင်းစွာပြန်နိုင်ဖို့တော့တတိပြုပါ။အိမ်ရဲ့အရှိတ်ခြေရင်းအိမ်ခေါင်းရင်းအိမ်မျက်နှာချင်းဆိုင်အိမ်တွေကိုလှည့်ထားဖို့ကိုခရယူပြုပါ။ မိတ်ဆွေတို့အနေနဲ့ဗီရိယရာလောကီပညာဗဟုသုတတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။